မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာစီစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်ပြန်လဲကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့မနက်အားလုံးနဲ့အတူတကွခံယူတည်ဆောက်မဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့မွေးမိခင်ရဲ့သားသမီးအပေါ်မှာထားတဲ့မျော်လင့်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့အတူတကွခံယူတည်ဆောက်သွားချင်တာဖြစ်ပါတယ်အခြေပြုကျမ်းတကျမ်းအနေနဲ့ရှမသက်ခရစ်ယာန်ခန်းကြီး20 အငယ်20ကနေ23အထိဖြစ်ပါတယ်ကျွန်တော်ဖတ်ပြပါမယ်ထိုအခါဇေဘေဒဲဤတာတို့အမိဒီတာတို့နဲ့အတူအထံတော်တို့ချင်း၍ပြဲ့ဝှက်လျက်စုကျေးဇူးကိုတောင်းပန်လေကိုတော်ကတင်းဒီအဘယ်စုကျေးဇူးကိုအလိုရှိသနည်းဟု မေးတော်မူတော့ကိုယ်တော်ဤနိုင်ငံတော်တွင်ကျမဤတားနှစ်ယောက်တို့သည်လက်ရတော်ဖက်၌တယောက်လက်ဝဲတော်ဖက်၌တယောက်ထိုင်ရတော်အခွင့်ကို ပေးတော်မူပါဟုလျှောက်လေ ယေရှုကလည်းတင်တို့ဒီအဘယ်တို့တောင်းပန်ဒီကိုတင်တို့မတိကြငါတောက်ရအံ့တော်ခွက်ကိုတောက်ချင်းက၎င်းငါခံတော်ဗတိဇံကိုခံချင်းက၎င်းတင်တို့ဒီတက်ဆွမ်းနိုင်တယ်လို့ဟုမေးတော်မူလင်အကျွန်ုပ်တို့ဒီတက်ဆွမ်းနိုင်ပါ၏ဟုရှောက်ကြတော့ငါဤခွက်ကိုတင်တို့ဒီတောက်ရကြလိမ့်မည်ငါခံတော်ဗတိဇံကိုလည်းတင်တို့ဒီခံရကြလိမ့်မည် တို့တော်လည်းငါဤလက်ရဖက်လက်ဝဲဖက်မှာထံရတော့အခွင့်ကိုက အကျဉ်တူတို့အဖို့အလို့ငါငါခမီးတော်ဒီပြင်ဆင်၍ထိုတူတို့အားတာငါပေးပိုင်ဒီဟုမိန်တော်မူ၏အခြားတော့တပဲ့တော်တကြိတ်တို့ဒီကြားသိလင်ထိုအညီကိုနှစ်ယောက်တို့ကိုအမျက်ထွက်ကြ၏ဒါကတော့သခင်ယေရှုခေတ်ကာလမှာမိခင်တယောက်ရဲ့ယဉ်သွင်းစကားကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အမှန်တော့ဒီကျမ်းချက်ကလေဇေဘေဒဲရဲ့သားနှစ်ယောက်ယာကုပ်ယောဟန်ရဲ့မိခင်ပေါ့နော် သူမိခင်ကတခင်ယေရှုစီမှာတော့တောင်းတယ်။အော်သူသားနှယောက်အတွက်ပေါ့နော်။တချိန်ကျရင်နိုင်ငံတော်တည်ထောင်တဲ့အခါမှာပေါ့နော်။ကျမသားနှယောက်ကိုတစ်ဖက်တစ်ယောက်ထိုင်ခိုင်းဖို့တော့တောင်းတာတော့တောင်းတာ။ဒါကအမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာတွေတုံတင်နေရလဲဆိုတော့ဟိုနှိမ်ချဖို့ရန်အတွက်တခင်ယေရှုခရစ်တော်တုံတင်နေတယ်။ကျွန်တော်တို့ဟိုဘာလဲခေါင်းဆောင်လှုပ်ဖို့ဥဆောင်ဖို့နော်ယာထူးကြီးကြီးမားမားရဖို့ဆိုတာထက် ရာထူးကြီးလေးလေးသူများကိုအစေခံလှုပ်ဖို့စဉ်းစားရမှာဖြစ်လေလေဆိုမှကျင်းစာထဲကတုံတင်တာဒါပေမဲ့ဒါဒီဒီရှူတောင်းမှာမကြည့်ပဲနဲ့ကျွန်တော်မိခင်တယောက်ရဲ့ရှူတောင်းကနေမြင်စေချင်တယ်အဲ့ဒါကတော့မိခင်တယောက်ရဲ့သားသမီးအပေါ်မှာထားတဲ့မျော်လင့်ခြင်းမိခင်တိုင်းမိခင်တိုင်းကသားသမီးအပေါ်မှာမျော်လင့်ချက်ကြီးကြီးမားမားထားကြစမြဲပါပဲတယုတ်စကပုံတစ်ခုရှိပါတယ်万紫成龙，万女成凤。 မိဘတွေကတဲ့တာသမီကိုအကောင်းဆုံးပဲဖြစ်စေချင်တာတဲ့မျော်လင့်ထားတာ။အိုဘယ်မိဘမှကိုတာသမီကိုလေလမ်းဘေးမရောက်စေချင်ဘူး။ဘယ်မိဘမှကိုတာသမီကို အရှုံးဘဝနဲ့စေတမဘဝနဲ့ဟို အဆုံးတက်မှာမမြင်ချင်ဘူးမမျော်လင့်ဘူး။မိဘတိုင်းက မျော်လင့်တာကကိုတာသမီကို အာတကယ် တော်စီခြင်းနဲ့မိဘတိုင်းကကိုသားသမီးကိုတကောတကယ်တက်စီခြင်းနဲ့မိဘတိုင်းကကိုသားသမီးကိုအကောင်းဆုံးဖြစ်စီခြင်းတဲ့သူတွေပဲအောင်မြင်စီခြင်းတဲ့သူတွေပဲဒီမှာကြည့်ပါလားတမန်ချန်သာမှာဒီလိုမိခင်တယောက်ကျွန်တော်တို့တွေ့ရတယ်အမှန်ကတော့သူ့ရဲ့စုတောင်းတန်ကအလိုတော်နဲ့ကိုက်ညီလာဆိုအလိုတော်နဲ့မကိုက်ညီဘူးနော်တခင်ခရစ်တော်သူ့ကိုတေချာပြောပြတယ်နေတို့စုတောင်းတာဘာတောင်းနေရလဲနေတို့တော့မသိဘူးတဲ့ ဒါကြောင့်ကျန်းစာနောက်ထပ်တစ်ချက်မှာဘလို့ပြောလဲဆိုကျွန်တော်စုတောင်းတာတစ်ခါတလေကြာရင်လေကျွန်တော်စုတောင်းမားတတ်တဲ့အရာတွေရှိတယ်ကျွန်တော်ဘာတောင်းနေမှန်းကျွန်တော်တို့မသိတဲ့အရာတွေရှိတယ်တန်ရှင်တော်ဝိညာဉ်တော်ကအဲ့ချိန်မှာပြုတ်ပြင်ပေးတယ်လို့ကျန်းစာထဲမှာဖော်ပြတယ်လေတန်ရှင်တော်ဝိညာဉ်တော်နာမတာရွေးဘုံကြီးပါစေဟုတ်ပါတယ်ကျွန်တော်တို့အမှုတော်ဆောင်တော်မှာတစ်ခါတလေကျန်းစာကိုလေအာမတိပဲနဲ့လွဲမားစွာစုတောင်းမိတာတွေရှိတတ်တယ်ဒီမိခင်လဲလွဲမားစွာစုတောင်းမိတာဒါကတော့လွဲမားတယ်ထားပါတော့ ဒါပေမဲ့ကျွန်တော် တခြားရှူတောင်းကနေမြင်စီခြင်းနဲ့အဲ့ဒါကတော့မိခင်တယောက်ရဲ့ကြီးမားတဲ့မျော်လင့်ခြင်းဂျေစုသားသမီးအပေါ်မှာထားတဲ့မျော်လင့်ချက်ဂျေစုတခြားတပည့်တော်တကြိတ်၁၀ယောက်ဒီတပည့်တော်ကိုမုန်းတယ်တဲ့အဲ့ဒါကိုမိခင်ကြိုတိလားမတိဘူးလားကြိုတိနိုင်တယ်ငါဒီလိုတောင်းလိုက်ရင်တခြားလူတွေငါ့ကိုမုန်းမှာပဲဆိုတာ तू တိတယ်တီးရဲ့နဲ့ကို तू မျက်နှာထူထူနဲ့တောင်းတာဘာလို့လဲ तू အတွက်မဟုတ်ဘူး तू သား၂ယောက်အတွက် ဒါဟာမိခင်လှုပ်တဲ့သူတယောက်ရဲ့ချစ်ချင်းမေတ္တာပဲချစ်တော်ညီကိုမောင်မတော်တင်းမိခင်လက်ဒီတိုင်းပဲကျွန်တော်မိခင်လက်ဒီတိုင်းပဲသားသမီးအတွက်ဆိုလို့ရှိရင်သူများဘယ်လောက်ပဲလာဆဲပါစေသားသမီးအတွက်ဆိုလို့ရှိရင်မျက်နှာဘယ်လောက်ပြက်ပါစေသားသမီးအတွက်ဆိုလို့ရှိရင်အစဲခံရပါစေသားသမီးအတွက်တော့တောင်းတာတခါတလေဖယားသခင်ရဲ့အလိုတော်နဲ့စန့်ကျင်နေမှန်းတိတိကြီးတော်မှာအဲ့ဒီလိုတော့တောင်းတာ မိခင်ရဲ့ချစ်ခြင်းမေတ္တာတရားပဲမိခင်ရဲ့ကျွန်တော်တို့အပေါ်မှာထားတဲ့မျော်လင့်ခြင်းပဲချစ်တော်ညီကိုမောင်မတော်ဒီတလုံးမှာကျွန်တော်မိခင်များနေနဲ့ပတ်သက်တဲ့တရားဒေသနာဟောတဲ့အခါမှာတချို့တချို့တော့လူတွေက comment ဘလို့ပေးကြလဲဆိုတော့နောင်တရရင်လေမိခင်ဆုံးသွားပြီ မိခင်မရှိတော့တာကြပြီမိခင်မရှိတော့ဘူးအခုမှမိခင်ဂျေဇုကိုတီးတက်တယ်ဆိုမှနောင်တတွေအများကြီးရတဲ့သူတွေ comment တွေလာမှန်းကြတယ်အဲ့ဒီလူတွေကိုကျွန်တော်ခွန်အားပေးခြင်းနဲ့ အချိန်ကမီပါသေးတယ်မိခင်ဆုံးသွားပြီဆိုပေမဲ့မိခင်တင့်အပေါ်မှာထားတဲ့မျောလင့်ချက်ကပါလေတင်စင်းစားပါစင်းစားပါ မိခင်ရဲ့စကားကိုအောက်မေ့ပါမိခင်အသက်ရှင်တော့မှငါ့ကိုဘာဖြစ်စေချင်တာလဲကြိုးစားပါကျွန်တော်ယုံကြည်တယ်မိခင်တိုင်းကတော့တာသမီတွေကိုအကောင်းဆုံးဖြစ်စေချင်တာပဲဒါဆိုရင်အခုမေးချင်တယ်မိခင်စုံသွားပြီမိခင်ကျေးဇူးကိုပြန်ဆက်ချင်လက်ဆက်လို့မရတော့ဘူးဆိုတဲ့သူကိုကျွန်တော်မေးချင်တယ် တင်မိခင်အသက်ရှင်တော့မှတင်းကိုဖြစ်စေခြင်းတဲ့အတိုင်းတင်းအကောင်းဆုံးအသက်ရှင်နေပြီလားမိခင်ကခရိယန်တယောက်ဟုတ်ခဲ့တယ်ဆိုရင်ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်တဲ့သူတယောက်ဟုတ်ခဲ့တယ်ဆိုရင်ကောင်းကင်ကနေသူတင်းကိုကြည်နေတယ်လေအာငါအမေကိုလွမ်းလိုက်တာမိခင်များနေမှာလွမ်းလိုက်တာဆိုမှဟိုမိခင်များနေမှာလွမ်းပြပြီးတော့မှအမေဖြစ်စေခြင်းတဲ့အရာကိုတော့တေချာမကြိုးစားဘူးเนาะမဟုတ်မကပဲလိုက်လုံနေတယ်ဆိုရင်အမေကတင့်အတွက်မျက်ရည်ကျနေအောင်ပါပဲ။ ဒါပေမဲ့မိခင်ဆုံးသွားပြီဆိုပေမဲ့မိခင်ရဲ့ဖြစ်စေခြင်းနဲ့ဆန္ဒနဲ့ကိုအကောင်းဆုံးလိမ္မာရေးချရှိပြီးမှဖရားတရားတိပြီးတော့မှဖရားစကားအတိုင်းအသက်ရှင်သွားမယ်ဆိုရင်မိခင်ကကောင်းကင်ပေါ်မှာတင့်ကိုကြည်ပြီးတော့မှပျိုးပျိုးနေမယ်ပျော်နေမယ်သူစိတ်ချမ်းသာရနေမယ်ဒါကြောင့်ချစ်တော်ညီကိုမောင်တော်တို့ကိုယ့်ရဲ့မိခင်တည်သွားပြီဆိုတဲ့သူတွေကျွန်တော်ခွန်အားပေးခြင်း ਨੇ မိခင်တည်သွားခရင်တော်မှာအကောင်းဆုံးအသက်ရှင်ပါမိခင်ရဲ့စိတ်ဆန္ဒနဲ့ အောင်မြင်တော့သူဖြစ်ဖို့ရန်အတွက်အကောင်းဆုံးအသက်ရှင်ပါမိခင်ဆိုတာဒီလိုပဲမိခင်အသက်ရှင်နေသေးလို့ရှိရင်တော့ပိုးမှဂျေဇုဆက်ရမှာပေါ့လေဘာလို့လဲဆိုတော့မိခင်အသက်ရှင်နေသေးတယ်လေဒါကြောင့်အခုကျွန်တော်နားနားထောင်နေတဲ့သူတွေကိုမေးချင်တယ်မိခင်အသက်ရှင်နေသေးတဲ့သူရှိလားရှိတယ်ဆိုလို့ရှိရင်မိခင်ကိုအကောင်းဆုံးဂျေဇုတုံ့ပြန်ပါမိခင်ကတင့်အတွက်လေအမြဲတမ်းပူပေးနေတာပူဆွေးပေးနေတာမျောလင့်ပေးနေတာ နော်ဟိုတင်းတင်းမွေးလာပြီဆိုလို့ရှိရင်အတင်းရဲ့ဟိုဘာလဲအဝတ်နီးတွေဘာဘာတွေနော်ဟိုလိမ့်တဲ့ဘိန်းတွေနော်ဟိုဘာလဲထုတ်တဲ့အဝတ်အနီးကအစစိတ်ပူတယ်ကြီးလာလို့ရှိရင်ပညာရေးစိတ်ပူတယ်ပညာရေးပြီးလို့ရှိရင်အိမ်ထောင်ရေးစိတ်ပူတယ်သူတို့ရဲ့အလုပ်လုပ်ငန်းလုပ်တာစိုးရိမ်တယ်အိမ်ထောင်ကျပြီးသူ့ရဲ့မြေးတွေအတွက်စိုးရိမ်တယ်အိုး မိဘဆိုတာလေမျောလင့်ခြင်းနဲ့သူတို့စိတ်ပူပေးခြင်းကမဆုံးဘူးသူတို့နောက်ဆုံးအသက်သေးဆုံးသွားတဲ့အထိသူတို့ကျွန်တော်တို့အတွက်စိတ်ပူပေးနေတာမျောလင့်ပေးနေတာဒါကြောင့်မိခင်ရဲ့ဒီလိုမျိုးမျောလင့်ပေးတတ်ခြင်းစိုးရိမ်ပူပူပန်ကျွန်တော်တို့အတွက်ပူပန်ပေးတတ်ခြင်းကိုကျွန်တော်တို့တန်ဖိုးထားပါမိခင်အသက်ရှင်နေတဲ့သူ မိခင်ကိုအကောင်းဆုံးယူတည်ပြုစုကြွေးမွေးပါတည်ပြီးမှနောင်တမရပြပါနဲ့ မိခင်တိတ်သွားပြီဆိုတဲ့သူတွေလည်းအခုနကျွန်တော်ပြောတဲ့တစ်ချက်ကိုနှလုံးသွင်းပါမိခင်တင့်ကိုအကောင်းဆုံးဖြစ်စေခြင်းနဲ့စိတ်ဆန္ဒရှိတယ်ဆိုတာမမေ့ပါနဲ့အကောင်းဆုံးအသက်ရှင်ပါဖခင်စကားအတိုင်းအသက်ရှင်နေပြီလားမိခင်ဖြစ်စေခြင်းနဲ့အတိုင်းအသက်ရှင်နေပြီလားဒါမှဒါလေမိခင်ကကောင်းကင်ပေါ်မှာတင့်ကိုကြည့်ပြီးတော့မှပြုံးပျော်နေမယ်ကြည်နဲ့ပီတိဖြစ်နေမယ်လို့ခွန်အားပေးခြင်းနဲ့ဏိကုံချုပ်ရအောင်ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်ကမိခင်တန်းရဲ့တာသမီအပေါ်မှာထားတဲ့မျော်လင့်ခြင်းကျေးဇူး ပူပန်ပေးခြင်းကျေးဇူးမိခင်တိုင်းအားလုံးကတာသမီကိုကောင်းဖို့ဖြစ်စေခြင်းနဲ့မိခင်တွေပဲဒါကြောင့်မိခင်အသက်ရှင်တုန်းမှာလှုပ်ကြွေးပါပြုစုပါယိုသေးပါเนาะတန်ဖိုးထားပါ မိခင်ရဲ့ဟိုပူပူပန်ပေးခြင်းမိခင်ရဲ့မျော်လင့်ပေးခြင်းကိုကျွန်တော်တို့တေချာလေးအောက်မိပြီးတော့မှအကောင်းဆုံးအောင်မြင်တော့သူဖြစ်ဖို့ရန်အတွက်ကြိုးစားပါ မိခင်တည်သွားခဲ့ပြီဆိုရင်တော့မှမိခင်ရဲ့စကားတွေကိုအောင်မိပြီးတော့မှမိခင်ရဲ့ကျေးဇူးကိုအောင်မိပြီးမှကိုအကောင်းဆုံးမိခင်ဖြစ်စေခြင်းနဲ့နော်အောင်မြင်တော့ဘဝအတ္တတာဖြစ်ဖို့ရင်ဖရာတိတရားတိဖရာရဲ့စကားကိုအကောင်းဆုံးလိုက်နာအသက်ရှင်ဖို့ရင်အတွက်ကြိုးစားအသက်ရှင်ပြီးတော့မှကျေးဇူးဆက်ကြပါလို့ခွန်အားပေးနဲ့ဏိကုံချုပ်ပါတယ်အတ္တရုကဆုတောင်းရအောင်ကျေးဇူးတင်တဲ့ကိုတော့ဒီကနေ့မနက်မှလဲမိခင်ရဲ့မျော်လင့်ခြင်းကျေးဇူးအကြောင်းကိုအနေငယ်ခံယူတိဆောက်ခွင့်ရတယ် ကျွန်တော်တို့ရဲ့တက်တာထဲမှာမိခင်ဂျေဇုကိုပြန်ဆက်တတ်တော်သူများမိခင်ရဲ့မျော်လင့်ထားတဲ့အတိုင်းအကောင်းဆုံးကြိုးစားအသက်ရှင်တတ်တော်သူများဖြစ်ဖို့ရန်ကိုရဆလမဆာကောင်းချီးပေးပါမိကြောင်းဂျေဇုတော်ချီးမွမ်းလဲဆုတောင်းတဲ့အခါမှာကေတင်ပါရှင်ယေရှုခရစ်တော်နာမတော်မြတ်အားဖြင့်ဆုတောင်းပါသည်ဖဖေယားအာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော်